ဝါယာကျိုးတက်ခိုးတဲ့အချိန်မိထလောင်လို့ထွက်ပြေးရကနေလူငယ်တအူတိုက်ပေါ်ကနေစောက်ထိုးပြုတ်ကျမှုဖြစ်ပွားမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးမြို့ချမ်းမြသာစီရဲကွန်62လမ်းတရားခွန်နဲ့တရားရှင်လမ်းကြားကတိုက်ခန်းနေအိမ်တိုင်မှာဝါယာကျိုးတက်ပြီးခိုးနေတဲ့လူငယ်တအူဟာတိုက်ပေါ်ကနေစောက်ထိုးပြုတ်ကျခဲ့တယ်လို့သိရပါတယ် အဆိုပါလူငယ်ဟာတိုက်ခန်းသုံးလွာပေါ်ရှိနေအိမ်ပေါ်ကနေမိချိုးများခိုးယူနေစဉ်မိလာမှုဖြစ်ပွားရာက တိုက်ခန်းပင်လယ်ပေါက်ပေါ်ကခုံချထွက်ပြေးဖို့ကြိုးစားရင်းနဲ့အခုလိုပြုတ်ကျခဲ့တာဖြစ်တယ်လို့လည်းသိရပါဗယ်ဒေသခံတအူကတော့ဘေးကလူတွေပြောနေကြတာမိချိုးတက်ခိုးနေတော့မိထလောင်လို့ပြုတ်ကျတာလို့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောပြထားပါတယ်လရှိအချိန်ထိတော့အဆိုပါတိုက်ခန်းကနေပြုတ်ကျသွားတဲ့လူငယ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်မသိရှိရသေးဘူးလို့လည်းသိရပါဗျ။ အဆိုပါလူငယ်ဟာတိုက်ခန်းပေါ်ကနေဇောက်ထိုးပြုတ်ကျလာခဲ့ပြီးပြင်းထန်ဒဏ်ရာများလည်းရရှိခဲ့ကရက်ွက်နေပြည်သူများကဝိုင်းအောင်ကြေရှုခဲ့ကြပေမယ့်အသက်အန္တရာယ်ကင်းလွတ်ရလာဆိုတာကိုတော့သိရှိနိုင်ခြင်းမရှိသေးဘူးလို့လည်းဆိုပါတယ်။ အခုနောက်ပိုင်းမှာစီးပွားရေးကြက်တဲမှုတွေကြုံလာခဲ့ရပြီးတဲ့နောက်ခိုးဆိုးလူနိုင်မှုတွေလည်းဇတိုက်ဆိုသူလိုဖြစ်ပေါ်နေတဲ့မန္တလေးမြို့မှာအခုလိုနေအိမ်တိုက်ခန်းပေါ်ကနေသူလိုကျင်တဲ့ပစ္စည်းတွေကိုတက်ခိုးရကနေအသက်အန္တရာယ်ဆိုးရိမ်ရတဲ့အခြေအနေအထိတိုက်ပေါ်ကနေပြုတ်ကျခဲ့တာပဲဖြစ်ပါတယ်။